ားလုံးပဲမင်္ဂလာပါအဲကျွန်တော်တို့ဒီနေ့ဆိုလို့ရှိရင်ဒါကျွန်တော်တို့ unit 4ကိုရောက်ပြီเนาะ unit 4ကိုဒီနေ့ unit 4ဘာအကြောင်း ပြောမလဲဆိုတော့ unit 4မှာအဲကျွန်တော်တို့ higan higan ပေါ့เนาะ higan အကြောင်းလေးပြောမယ်เนาะ higan အကြောင်းလေးပြောပါမယ် higan ကိုဘာအတွက်သုံးလဲပေါ့เนาะ အဲ့တော့ကျွန်တော်တို့ဟီဂန်ကိုဒီအင်္ဂလိပ်သုံးနှုန်းနဲ့ဆိုလို့ရှိရင်ဒါ soldering station လို့လည်းခေါ်ပါတယ်เนาะအာဒါကျွန်တော်တို့ဖုန်းပြင်တဲ့အခါမှာเนาะဖုန်းပြင်တဲ့အခါမှာဟီဂန်ကိုသုံးပါတယ်เนาะအဲကျွန်တော်တို့သုံးတာကဘလူဟီဂန်ကိုသုံးလဲဆိုတော့ကျွန်တော်တို့နိုင်ငံမှာအများဆုံးသုံးတာကဟိုဟာကိုသုံးတယ် quick 2008ကို၃ရတယ် quick quick brand ကိုပို့ပြီးတော့အဲ၃ညရတယ်ဗောနော်အဲ့တော့ quick က၃လို့ကောင်းပါတယ်နော်၃လို့ကောင်းပါတယ်ဒါပေမဲ့သူ့မှာလည်းအဲသူ့ရဲ့အာသာချက်လေးတွေရှိတယ်လို့အားနည်းချက်လေးတွေရှိတယ်ဗောနော်အဲ့တော့ဒီကောင်လေးတွေကိုဒါကျွန်တော်တို့က heat gun လို့လည်းခေါ်ပါတယ်နော်ဒီကောင်လေးဆိုလို့ရှိရင် quick 2008အဲ့တော့ကျွန်တော်ကဒီမာဒီနေ့သင်ကန်းဆာမာကဘာလေးတွေကိုပြောပြမှာလဲဆိုတော့ဒီကျွန်တော်တို့ heat gun ကို ဘာအတွက်300ရလဲပေါ့နော်ဟီကန်ကိုဘာအတွက်300ရလဲ300တဲ့အခါမှာဟီကန်နေရဲ့ဒီဖွဲ့စည်းတိဆောက်ပုံအရာကျွန်တော်တို့အမ်ဘလူတွေဌာနချက်တွေရှိတယ်လဲဒါလေးတွေကိုကျွန်တော်တို့ပြောကြမယ်ပေါ့နော်အဲ့တော့ဒါလေးက quick 2008ဟီကန်လေးပေါ့နော် quick company ကနေထုတ်တာ quick company ကနေထုတ်တဲ့ဟီကန်တွေကတော့အများကြီးပဲရှိတယ်နော် ကွက်ကုံကြီးကနေထုတ်တာအများကြီးရှိတယ်ဒါပေမဲ့ကျွန်တော်တို့နိုင်ငံမှာတော့နည်းနည်းလေးဟိုဘယ်လိုပြောမလဲ hot ဖြစ်တယ်လို့ပြောရမှာပေါ့နော်ဒီဒီဒီကွက်2000ရဲ့ဒီ model လေးကအဲ့တော့ hot ဖြစ်ရခြင်းအကြောင်းရင်းက hot ဖြစ်တယ်ဆိုတော့ပူရာကိုပြောတာမဟုတ်ဘူးနည်းနည်းလေးလူကြိုက်များတယ်ပေါ့နော်အဲလူဒီစားပစ်သမားတိုင်းရဲ့ပုံစံဖျားမှာနည်းနည်းလေးရေပန်းစားတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်ကွက်2000ရဲ့က တော့ quick 2008ကနော်သူ့ရဲ့ type ကဘာ type လဲဆိုတော့သူက blower type ပေါ့နော်အဲသူက hand he blower hand he blower ဆိုတာဒီလေမှုတ်တဲ့ဟာလေးကဒီလက်ထဲမှာပဲပါတယ်ပေါ့နော် hand he blower ဆိုတော့ heater ကလည်း heat coil ကလည်းဒီလက်ကင်ထဲမှာပါတယ်အဲပြီးတဲ့အခါမှာဒီလေမှုတ်တဲ့ blower လေးကလည်းဒီ fan လေးပေါ့နော်ဒီကောင်ကလေဆုပ်တဲ့နေရာလေးအဲဒီမှာ fan လေးပါတယ် blower fan လေးရနေပဲထွက်တယ်အဲ့တော့ကျွန်တော်တို့ရဲ့ဒီနော် ဟီဂန်တွေကိုကြည့်တဲ့အခါမှာဟီဂန်တွေကနှစ်မျိုးလာတယ်ပိုက်ပိုက်ပုံစံမျိုးနဲ့ပိုက်နော်ဒီပိုက်နဲ့လာတဲ့ဟာရှိဒါအရင်တော့ဆိုလို့ရှိရင်ကျွန်တော်တို့သုံးတာကဒီကောင်လေးတွေသုံးတယ်ပေါ့နော်ဒီကောင်လေးတွေဆိုတော့ဒီ8 857 DW နော် DW+ အခုကတော့ကျွန်တော်တို့ရင်တော့သုံးတာရော DW ပေါ့နော်အဲ့တော့ဒီကောင်လေးတွေအရင်တော့သုံးကြရတယ်ဒီကောင်သုံးပြီးနောက်ပိုင်းမှာမှဒီ quick ပေါ်လာတယ်ပေါ့နော် အဲဒီကောင်လေးတွေတုံးရပါတယ်ဒီကောင်လေးတွေကလည်းကောင်းပါတယ်မကောင်းဘူးမဟုတ်ဘူးဒါပေမဲ့သူတို့မှာကအဓိကအားဖြင့်ကွာခြားချက်အနေနဲ့ဘာဖြစ်သွားသလဲဆိုတော့အာဟွာပေါ့နော်သူတို့ရဲ့ဒီလက်ကင်ကနော်လက်ကင်မှာပိုက်ပါတာနဲ့နော်လက်ကင်ကဒီပိုက်ကြီးဖြစ်နေတာနဲ့ပိုက်မဟုတ်တာလဲဒါလေးနှစ်ခုကွာသွားတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီပုံလေးနှစ်ပုံကိုရှင်းကြည့်မယ်ဆိုရင်ကိုအဲဒါကျွန်တော်တို့သိနိုင်တယ်ပေါ့နော်ဒါက quick နဲ့ပဲကျွန်တော်နမူနာလေးထားပြီးတော့အရင်ဆုံးပြပေးပါမယ် အဲ့တော့ဒီကောင်ဆိုလို့ရှိရင်ဒီမှာလက်ကင်ကသူကဘလူဝါကဆက်ထဲကနေလာတယ်ပေါ့နော်ဘလူဝါကဆက်ထဲမှာရှိတယ်ဘလူဝါဖန်ဆက်ထဲမှာဒီကောင်ကကျတော့ဘလူဝါဖန်ကကျတော့လက်ကင်မှာသူကဒီကနေပြီးပါဝါကျိုးပဲယူထားတယ်ပေါ့နော်အဲ့တော့ဆက်ဒီမှာကျွန်တော်တို့ဟီကန်နေမှာကဒီမျိုးစားနှစ်ခုပဲရှိတယ်နော် type မျိုးစားပေါ့အဲ့တော့ပြောမယ်ဆိုလို့ရှိရင် quick ကတော့တော်တော်လေး quality ကောင်းတဲ့အထက်မှာပါပါတယ်ပေါ့နော် အခုနောက်ပိုင်းဒီ H1DW တို့ဘာလို့ဆိုရင်တော့ပို့ပြီးတော့ကောင်းတယ်ဗောနော်ဈေးကလည်းကြီးတယ်9သိန်းညောင်10သိန်းလောက်ရှိတယ်ဒီကောင်နေဆိုလို့ရှိရင်တော့ဒါ2သိန်းညောင်လောက်ရှိတယ်ဗောနော်ဒီကောင်ဆိုလို့ရှိရင်အခု4သိန်းနီးပါးတောင်ကတ်နေပြီ2008ကကွ2008ကအဲ့တော့အရင်ဦးဆုံးဒီကွ2008ရဲ့စတင်လေးတွေနဲ့ဒီຢာလေးတွေကျွန်တော်ပြောပြပေးမယ်เนาะအဲ့တော့ ဒီမှာကတော့ cloud data data ဒါ data ကဒီမှာသူ့ရဲ့เนาะ digital display လေးတစ်ခုပါတယ်ဒီမှာကျွန်တော်တို့မြင်နေရတဲ့ဟာကဒီ LED ထဲမှာရှိနေတဲ့ဟာကဒီ temperature ပေါ့เนาะသူ့ရဲ့အပူချိန်ကိုထိမ့်ဖို့အတွက်ပါတယ်ပေါ့နော်ဒီမှာ၄ဆိုလို့ရှိရင်ကျွန်တော်တီးလောက်ဆိုလို့ရှိရင်ဒီကောင်က quick 2008ကအဲ temperature control ကိုကျွန်တော်တို့900အထိတင်လို့ရတယ်ပေါ့နော် temperature control ကို900အထိတင်လို့ရတယ် 900ရာဒီတင်လို့ရမယ်ပေါ့နော်အဲ့တော့အပူချိန်များရဲ့များသလိုတော့ဒါကျွန်တော်တို့ light ပြီးများသွားမယ်ပေါ့နော်အဲဝတ်ဝတ်ကလည်းဒီကျွန်တော်တို့ဒီဆက်ရဲ့အနောက်မှာတော့ရေးထားမယ်ဒီဘက်ချမ်းမှာပါနေတဲ့ခန်းန်းလေးကတော့ဒါ air flow ပေါ့နော် air flow ကကြတော့သူက100အထိတင်လို့ရတယ်နော်100အထိတင်လို့ရပါမယ်ဒီမှာကတော့ channel 1 2 3ဆိုတာရှိတယ်ဒီ channel 1 2 3ကဘာလုပ်လဲဆိုတော့ကျွန်တော်တို့ဒီ air flow နဲ့ temperature နဲ့ကို အဲဒီမှာ setting set up လေးလုပ်ပြီးတော့ save လုပ်ထားလို့ရတယ်ပေါ့နော်ဒီမှာဒီနေရာလေးမှာကျွန်တော်တို့ setting လေးထည့်ပြီးတော့အဲ channel 1ဆိုပြီးတော့မှတ်ထားလို့ရတယ်ပြီးလို့ရှိရင် channel 2ဆိုပြီးမှတ်လို့ရမယ် channel 3ဆိုပြီးမှတ်လို့ရမယ်အဲဘာကြောင့်ဒီ channel လေးတွေကို သူကထည့်ပေးထားရတယ်လဲဆိုတော့အဲကျွန်တော်တို့ဒီဖုန်းပေါ်မှာဖြုတ်တဲ့အခါမှာစိတ်ပိုင်းနေဖြုတ်တဲ့အခါမှာစိတ်ပိုင်းနေအများကြီးရှိတယ်ပေါ့နော်စိတ်ပိုင်းနေအများကြီးရှိတယ်နောက်ပြီးကျတော့စိတ်ပိုင်းနေကအများကြီးရှိတဲ့အပြင်ကိုဘာဖြစ်တယ်လဲဆိုတော့ ဒီကျွန်တော်တို့မှာရှိနေတဲ့အစိပ်ပိုင်းတွေဒီအာအဓိကအားဖြင့်တော့အဲတခုနဲ့တခုမတူကြဘူးပေါ့နော်အတုံးဆောင်ဒီတုံးထားတဲ့ဟာတွေကအဲဒီကောင်ဆိုလို့ရှိရင်ဒါစင်ကတ်ထိုင်သူကအပေါ်မှာတန်ပြားကြီးနဲ့အောက်မှာကော်ပါတယ်သူကအပြန်အကြီးအောက်မှာ6လောက်တွေနဲ့တော့ဒီလိုပုံစံတခုအဲဒီကောင်လေးတွေဆိုလို့ရှိရင်ဒါကွန်မွန်နန်လေးတွေတေးသေးလေးတွေပေါ့နော်အဲဒီလိုလေးတွေရှိတယ် ပြီးတဲ့ခါမှာကွန်နတာလေးတွေဆိုရင်လည်းကော်ရီနဲ့အဲ့တော့သူဖွဲ့တိတိဆောက်ပုံမတူတဲ့ဟာတွေเนาะဒုတယ်ရွယ်စားမတူတဲ့ဟာတွေကိုကျွန်တော်တို့သုံးမဲ့ခါမှာဒီ air flow တွေပေါ့နော်အနီးက IC တွေဖြုတ်မယ်ဒီလိုချိန်ဒီမှာကျွန်တော်တို့က air flow တွေရယ်ဒီ heat gun တွေရယ် temperature တွေရယ်ကိုကျွန်တော်တို့က adjust လုပ်ရတယ်ပေါ့နော်ချိန်ညှိဖို့လိုတယ်။အော်ချိန်မချိန်ညှိဘူးဆိုလို့ရှိရင်ဘာဖြစ်သွားမလဲဆိုတော့ဒီ temperature เนาะဒီနည်းရမယ့်နေရာမှာများနေတယ်ဆိုရင်အရေးပြောသွားတာမျိုးတွေဖြစ်မယ်။ အဲဖလိုနေရမယ့်နေရာမှာများနေတယ်ဆိုလို့ရှိရင်လွင့်သွားတာမျိုးရှိမယ်အဲဖလိုများရမယ့်နေရာမှာနေနေတာဆိုရင်ခဲမပြော်တာမျိုးတွေဖြစ်မယ်ပေါ့နော်အဲ့တော့အဲ့ခါကျတော့ကျွန်တော်တို့က temperature တွေဒီเนาะအပူချိန်တွေဒီလေပြင်းအားတွေကိုအဲအတိုးလျှော့ အမြဲတမ်းချိန်နေရတဲ့အခါမှာလည်းနေစိတ်ရှုပ်ဖို့ကောင်းတယ်ဗောနော်လှုပ်လှုပ်ရတာတခုဒီပြင်ဖို့အတွက်စဉ်းစားရတာတခုဒီဖြုတ်မယ်လှုပ်တိုင်းမှာဒီ air flow ကြီးကိုတခါတည်းဒိုးလိုက်လျှော့လိုက်ဒိုးလိုက်လျှော့လိုက်နေအဓိကဒီ IC တွေဖြုတ်တက်လှုပ်ပြီးခဲလောင်းတဲ့နေရာတွေမှာပိုတိတာတယ်နော်အရန်ကြီးကိုအာယုံနောက်စေတယ်ပေါ့နော်အဲ့ channel control မပါ channel setting မပါဘူးဆိုလို့ရှိရင်အဲ့တော့အဲ့နေရာဒီမှာဒီကောင်ကဒါသူ့ရဲ့ပထမအဦးဆုံးနော်စမ်းသစ်တဲ့အနေနဲ့ quick 2000 quick company ကဒီ2000 model လေးကိုထုတ်တဲ့အချိန်မှာ ဒီ channel 1 2 3ဆိုပြီးတော့ channel save လုပ်တဲ့ဟာလေးကိုထည့်ပေးလိုက်တယ်ခုနောက်ပိုင်းအဲ moderator တော်များများမှာတော့ပါတယ်ပေါ့နော်ဒါပေမဲ့ quick ကတော့သူပထမဦးဆုံးပေါ့အဲ့တော့ဒီကောင်လေးပါလာတာဖြစ်တဲ့အတွက်ကြောင့်အဲကျွန်တော်တို့အတွက်လုံးလုံးတဲ့နေရာမှာအများကြီးဒီတွင်ကျင်မှုဖြစ်စေတယ်ပေါ့เนาะအဲ့တော့ channel 1ဆိုလို့ရှိရင်အမအဲကျွန်တော်တို့เนาะ အဲအပူချိန်300ထားမယ်လေကို90ထားမယ်ဒီမှာ save လုပ်လိုက်တယ်အဲ channel 2ဆိုလို့ရှင်အပူချိန်350ထားမယ်လေကို80ထားမယ်ဒီမှာ save လုပ်လိုက်မယ် channel 3ဆိုလို့ရှင်အပူချိန်400ထားမယ်လေကို100မှာထားမယ်ဒီမှာ save လုပ်လိုက်မယ်အဲ့တော့ channel 1 2 3ကိုအလွယ်တကူပဲ channel 1ကိုနှိပ်လိုက်လို့ရှင်အပူချိန်300၄90 channel 2ကိုနှိပ်လိုက်ပြီဆိုလို့ရှင်အပူချိန်350၄90 channel 3ကိုနှိပ်လိုက်တဲ့အခါမှာအပူချိန်400 400ဆိုပြီးကျွန်တော်တို့အလွယ်တကူပဲရုပ်တရက်ပြောင်းလို့ရတယ်ပေါ့နော် အဲ့တော့ဒါလေးမပါဘူးဆိုရင်ရုပ်တရက်ပြောင်းလို့ရမှာမဟုတ်ဘူးပေါ့အဲ့တော့သူကပြောင်းပုံပြောင်းနေရတော့လွယ်ပါတယ် channel 1ကို save လုပ်ခြင်းနဲ့ဆိုရင် channel 1ကို30စက္ကန့်ဖိထားလိုက်နော်တီးဆိုပြီးအတန်လေးမြည်လာတဲ့အခါမှာကိုချိန်ညင်နဲ့နော်လေးပြင်းအားရဲ့အပူချိန်ရဲ့ဟိုဒီမှာချိန်ထားလိုက်ပြီးတော့မှဒီကောင်လေးကို30စက္ကန့်ပြန်ပြီးတီးဆိုပြီးမြည်တဲ့အထိနှိပ်ထားလိုက်တာဆိုရင် channel ကို save လုပ်ပြီးသားဖြစ်သွားပြီ တော့ channel 2ကို save ခြင်းလဲအဲ့တိုင်းပဲ channel 3ကို save ခြင်းလဲအဲ့တိုင်းပဲအဲ့တော့ channel 1 2 3ကိုပြောင်းသုံးခြင်းနဲ့ဆိုရင်တော့ဒီတိုင်းလေးပဲ1 2 3ဒီတိုင်းလေးနှိပ်ပြီးတော့ပြောင်းသုံးလိုက်ရတယ် channel ဒီမှာ save မလုပ်ခြင်းပဲနဲ့ဒီတိုင်းကိုယ့်ဘာသာကို manual ပဲ temperature အတိုးလျှော့လုပ်လေးအတိုးလျှော့လုပ်ပြီးသုံးလို့လည်းရပါတယ်နော်အဲ့တော့ဒါက quick 2008ရဲ့ setting လေးတွေပါအော်ဒီမှာကျတော့ဒီမှာရှိတယ်เนาะဒီဘိန်းလုံးလေးเนี่ยเนาะဒီဟို volume control လို့ခလုတ်လေးရတော့ဒါ air flow ကို เนาะဒါအတိုးလျှော့လုတ်တယ်เนาะ air flow adjustment လုတ်တယ်ခလုတ်လေးပါ sick လေးပေါ့เนาะဒီကောင်လေးကเนาะညာဘက်ကိုလှည့်မယ်ဆိုလို့ရှင်လေအားတက်လာမယ်ဘယ်ဘက်ကိုလျှော့မယ်ဆိုရင်လေအားကျသွားမယ်เนาะအဲ့တော့ဒါလေးကတော့အဲလေတိုးလျှော့လုတ်တဲ့ခလုတ်လေးပါလေကပြင်းအားကတော့အလုံးစုံ100အထိပဲပါတယ်ပေါ့နော်။ဟောဒီဘက်ကညာဘက်ချမ်းအဲ့တော့ဒီကောင်လေးကတော့ဒါကတော့နော်ဒီအပူချိန်ကိုတိုးလျှော့လုတ်တဲ့ခလုတ်လေးပါ။ဒါပါပဲနော်။ဒီဒီကောင်ကတော့ဒါ power on off လုတ်တဲ့ခလုတ်လေး ော်ဒီမှာဆိုလို့ရှိရင်ဒီကောင်လေးရဲ့เนาะဒီကျွန်တော်တို့လက်ကင်လေးချိတ်မယ်သူ့ရဲ့လက်ကင